ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့တပန် Audio Book Channel လေးကနေကြိုဆိုလိုက်ပါရနော်။ဒီနေ့မှာတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့စာရေးဆရာကျော်ရင်မြင့်ရေးသားထားတဲ့ခြေထောက်တစ်ဖက်ဆိုတဲ့ဇာတ်လမ်းလေးရဲ့အစအဆုံးတင်ဆက်ပေးမှာဖြစ်ပါလိမ့်ရှင်။ဇာတ်လမ်းလေးမစတဲ့ခင်မှာကျမတို့ရဲ့ Channel လေးကို Like and Subscribe လုပ်ပေးဖို့လည်းမမေ့ကြပါနဲ့နော်။မန္တလေးနမ်းမြို့ရွာမြောက်ဖက်မြတ်နာလေးသိန်းတကားအထွတ်ဂျုံကူတရရဲ့အနောက်ဖက်မလန်မကတ်မှာ ကျုံရင်စကန်ကြီးတစ်ခုရှိပါတယ်။ရေစကန်ကြီးကကျုံမြောက်ဘက်ကမ်းခြေမြင့်နဲ့တဆက်တည်းဖြစ်ပြီးကျုံရည်ပြင်ပေါ်မှာတမင်ထိုင်မှုလှုပ်ပေးထားတဲ့အုတ်တမတလင်းခုံနဲ့တူနေပါတယ်။ဒီရေစကန်ပေါ်မှာ အဖိုးကြီးလေးရောင်ညာတိုင်းလိုလိုလာထိုင်လေးရှိပါတယ်။အရှင်းနှစ်တုံးကတော့အဖိုးကြီး9ယောက်ပါ။မိနစ်က100ဒေါ်လာမှာဥအောင်ပါတရားဘဝတစ်ပါးပြောင်းသွားလို့အခု၄ယောက်ပဲကျန်မာတော့တယ်။အဖိုးကြီးအရွယ်ရောက်လာပြီဆိုတော့စကားပြောဖို့ကလိုတယ်မဟုတ်လား။ ိမ်မှာဆိုရင်သားတွေမြည်တွေနဲ့လေးပေါက်မတည့်တော့ဘူးလူငယ်တွေကလူကြီးတွေလေးကြောရှိတာကို အချိန်ကုန်ခံပြီးနားမထောင်ချင်ကြတော့ဘူးစိတ်လဲမဝင်စားကြတော့ဘူးလေရေစစ်ကန်အဖိုးကြီးဝိုင်းကလေးကတော့ရွေတူတန်းသူချင်းမို့စကားပြောလို့ပို့ပြီးအဆင်ပြေပါတယ်ပြောဖို့ပြောဖက်နဲ့နားထောင်ဖို့ရသူရှိတာပေါ့ဒီလိုသာဖြစ်ကြတာအယူဆကျင်တော့ထက်တူကြနေကြတာတော့မဟုတ်ပါဘူးတခါတလေအကြောက်အကန့်ငင်းကြခုန်ကြလည်းရှိတာပါပဲ အခြေတင်ခဏခဏထိတ်တိုက်ဆုံးကြရတာကတော့အမျိုးသားကြောင့်ပင်စင်စားဆရာကြီးဦးမြနဲ့တန်ချိုင်းထဥပရှင်တို့ပါဆရာကြီးဦးမြကတိုင်းပြည်ထူထောင်ရေးမှာနှလုံးရည်ကအဓိကကြရည်လို့ယူဆပြီးတန်ချိုင်းထဥပရှင်ကတော့လက်ရုံးရည်ကအရေးကြီးရည်လို့ယုံကြည်သူပါကျုံးရည်ပင်ကတော့လာဆုံးရဲ့လာရကြောင့်တဖိတ်ဖိတ်တလက်လက်တောက်ပနေပါတယ်တောက်ဘက်ကန်းချီခြုံစားရီစီကတင်ကြီးရေချက်ရေပဲဘာရည်လို့ ကွက်ကွက်ပြပြခွဲမပြောနိုင်တဲ့ရေပြောင်ငှက်အတန်းကျုံးရည်ပြင်မှာငါကလေးတွေပုတ်တဲ့အတန်းကိုလည်းကြားရပြန်ပါတယ်ကျုံးရည်ပြင်ကိုဖျက်တိုက်လာတဲ့လေပင်ညင်းထဲမှာကြာတဲ့နဲ့ကလေးတွေပါလာလေးရှိပါတယ်အဖိုးကြီးတွေကတဘာဝရဲ့ဒီလိုချမ်းမြေ့ဒုက္ခကိုခံစားရင်ရေစစ်ကံပေါ်မှာလာထိုင်ကြတာပါနှလုံးရည်နဲ့လက်ရုံးရည်စကားချေတင်ဆိုဖြစ်ခဲ့ကြတဲ့ညာဦးတော်ကတန်ချိုင်းထောင်ဥပရှင်ကဒေါသမထိန်နိုင်ခဲ့ပါဘူး ဒူးစစ်နဲ့အောက်မှာငုံတိတိပြက်နေရဲ့သူ့ဘယ်ပဲခြေထောက်နေရာကို သူ့ရဲ့ဂျိုင်းတော်ကြီးနဲ့တချောင်းချောင်းခေါက်ပြရင်ကျုပ်တို့လားဟော်ဒီချေဟော်ဒီလက်တွေမစွန့်လွတ်ခဲ့ဘူးဆိုရင် ခမည်းတော်အားလုံးဟာဂျပန်ကြီးရဲ့ဂျုံဖြစ်နေမလားကလားဂျုံဖြစ်နေမလားမစင်စားရဘူးကျုပ်ကတော့ခမည်းတော်လိုလူနုမဟုတ်ဘူးလူချမ်းပဲခြေတစ်ဖက်တွင်မကောက်နောက်ထပ်တစ်ဖက်ဆုံးရှုံးခြင်းဆုံးရှုံးပါစေတေးခြင်းလဲတေးပါစေအသေးခံနိုင်တယ် ကျုပ်သားမင်းနိုင် ခမညာတပည့်လီနှလုံးရည်တမကြောင်းစရာလူနုအခုအိုးပေါ်မှာအိတ်လိုက်စားလိုက်တဲ့အချိန်ကုန်နေဘာမှအတုံးမကြောက်ဒီကြားတဲ့ဘူးလေးရဖယုံစင်ဥပရှင်ကြီးအတော်စိတ်တုန်နေပုံရပါတယ်သူ့ခမညာအခုတလောတောကတွေလည်းဖီစီခံရပါတယ်တန်ချိုင်းတော်ဥပရှင်ဆိုတဲ့နာမည်ကို သူကနှစ်နှစ်လလခံယူထားပါဘူး ခြေတစ်ဖက်ပြငုံတိတိကြီးကိုခြေတူမတက်ပဲဂျိုင်းထောက်ကြီးနဲ့တရားတော်လျှောက်သွားနေတဲ့လူပါခြေတူတက်ဖို့ဝမ်းပြောကြတော့ငါကဒီခြေတစ်ဖက်ပြက်နေအောင်ဂုံပြုတ်စုတဆိတ်တစ်ခုလို့တတ်မှတ်ထားတာကခြေတူတက်လိုက်ရင်ဒီခြေတစ်ဖက်ပြက်နေအောင်မသိတာတော့ဖုံးခွေလိုက်တယ်လို့ဖြစ်သွားမယ်ဂုံမြူတယ်လို့ဖြစ်သွားမယ်ဒီခြေတစ်ဖက်ပြက်နေအောင်ဘာမှရှက်စရာမရှိဘူးကမင်းကြောထပြီးမိရထဘွားချော်ကြလို့ပြက်တာမဟုတ်ဘူးရှေ့ချင်းနဲ့မောင်ရဲရဲနဲ့လို့ပြက်ခဲ့တာ ငါမြင်ငါရည်တော့ပြတ်ခဲ့ရလို့ရှေ့ရှေ့လဲလဲပြောပြီးငင်းခဲ့သူဖြစ်ပါတယ်စိတ်ဆောင်လို့မန်တင်းနေရပင်မဲ့ဥပရှင်ခမအယူရကြသွားပါပြီတူတဲ့တော့တားဖြစ်တဲ့ကိုမင်းနိုင်လည်းဥပရှင်နဲ့အတူနေရတဲ့အခြေအနေမဟုတ်ပါကိုမင်းနိုင်ရဲ့ဇနီးတဲ့ဖြစ်သူချွေးမနဲ့သမီးမိန်းကလေးနှစ်ယောက်သာဥပရှင်နဲ့အတူနေပါတယ်တိမ်လုံးမှာမိန်းမတွေချီဖြစ်ပြီးထီထီမမယောက်ျားသားရဲ့လို့ဥပရှင်ပဲရှိရပါမိသားစုထမင်စားဖို့တော့ ချွေးမဈေးရောက်နေမြင်းမကလေးတွေကလည်းအဝေးတင် တက်ကတော့တက်ရင်သူတို့မိကိုဈေးကိုရောင်းကြတယ်ဥပရှင်ကတော့မန္တလေးမြို့မှာနေပြီးအဝေးတင်နဲ့တက်ကတော့တက်ရတဲ့မြင်းမလေးနှစ်ယောက်ကြည့်ပြီးစိတ်မချမ်းသာပါဘူးဒီမြင်းမကလေးနှစ်ယောက်လုံးကနိုင်ငံเจ้าဖက်ဆက်လာဖွင့်တဲ့ဟိုတယ်ကြီးတစ်ခုမှာလကကောက်ကောက်နဲ့အလုပ်လုပ်ကြမယ်ဆိုတော့ကလေဥပရှင်ကစိတ်ဆင်းရဲခဲ့ရပူပါတယ်ဒီအကြောင်းကို ရေးစစ်ကံစကားဝိုင်းကလေးမှာဥပရှင်ကသူ့အဖို့အဖိုးကြီး၃ယောက်ကိုပြန်ပြောပြပါတယ်ခမည်းတော်စဉ်းစားကြည့်စမ်းပါဗျာကျုံမြေအပြုံမကလေးတွေကိုနိုင်ငံခြားသားကောင်အသူခန်းနဲ့ခေါ်ပြီးဒမျက်စီလှဲခိုင်းနေတဲ့အိမ်နာကြွေခွက်တွေစေးခိုင်းမယ်အောက်ခြေသိမ်းအလုပ်တွေအကုန်လှုပ်ခိုင်းမယ်လေဗျာဒါတွေကိုကြုတ်ချွေးမရောကျုံမြေမှာကလေးရပါမမြင်ဘူးဒါနဲ့တန်ချိုင်းတော့ဘာရှင်နေကွထမင်းကိုစားနေပင်စားမယ်သူများကျွန်တော်မခံရဘူးလို့ ခက်ချက်ချက်ပြောလိုက်မှကိစ္စပြတ်သွားတယ်လို့ပြောပြပါတယ်။ဆရာကြီးဦးမြကတော့ကလေးတွေခမညာပိုင်ရှင်ကိုလည်းကြောက်ရဧည့်သည်ကိုလည်းကြိုရနဲ့စိတ်ဓာတ်တွေအညွန့်ကျိုးသွားမှစိုးတယ်ဗျာ။ခမညာဆုံးဖြတ်တာမှန်ပါတယ်လို့တွွတ်တွွတ်ဆဆပြောပါတယ်။ဒီစကားဝိုင်းကလေးမှာတဦးကိုတဦးရင်ဖွင့်ရအားပေးကြနေဆိုတော့ဒါဟာအဖိုးကြီးရဲ့အတွက်အသက်ရှိစေပါပဲ။ဥပရှင်ရဲ့အိမ်ကကျုံမြောက်ဘက်လမ်းမကြီးဘေးမှာပါ။ ကျုံလေးဘက်မှာ6လမ်းသွားလမ်းမကြီးလို့တော့ဥပရှင်ရဲ့အိမ်ဝင်က29ပေးလောက်နောက်ဆုတ်ရပါတယ်။အရိယကသတ်မှတ်ချင်မိအောင်သူ့အိမ်ကိုဖျက်ရတဲ့ရနေမို့ရေးစစ်ကစကားဝိုင်းကိုတန်ချိုင်းထောက်ကြည့်မလာနိုင်ပါဘူး။ဒီတော့ကြံ့နေအဖိုးကြီး၃ယောက်ကပဲအုပ်ပုံပြစာချာကဥပရှင်ရဲ့တချမ်းပဲအင်္ဂလိပ်ကိုညစင်လာပြီးအားပေးကြပါတယ်။၆လမ်းသွားလမ်းမကြီးပြီးသွားရင်တော့ခမည်းတော်မြေကွက်ကအစမတန်တတ်မိုးတတ်သွားမှလို့ သူ့ကိုအားပေးပါတယ်။တကယ်လေတန်ဖိုးတက်လာပါတယ်။ဖြက်ဆဲသိမ်းဆဲမှာကိုငွေတော့ပိုက်ပြီးလာမေးသူတွေက အများကြီးပါ။ကျုံနဘေးပက်လေကအိတ်ရှင်တွေကိုတက်ဆိုင်ရကဖိတ်ခေါ်ပြီးအိတ်တွေပြန်ဆောက်တဲ့အခါမြို့ပြအစ်စ်မီဘလို့ပုံစံမျိုးတွေဆောက်ဖို့ဆိုတာရှင်းပြပါတယ်။ကျုံမေးလန်းဆိုတာနိုင်ငံခြားအစ်တွေတွေအရေးကြီးပုံကိုယ်တွေတွားတဲ့လမ်းမို့အစဉ်ရှိရှိဆောက်ဖို့လေမှားလိုက်ပါတယ်။ဆောက်လို့ရပစ္စည်းတွေလည်းပါမစ်ပေးမယ်လို့ဆိုပါတယ်။ အရိညာက ရေးစစ်ကံစကားပိုင်းကိုဥပရှင်နောက်ကြပြီးမှရောက်လာပါတယ်။သူလာမည့်အတန်ကိုအဝေးကြီးကရကြားရပါတယ်။ပလက်ဖောင်းပေါ်မှာသူ့ရဲ့ချိုင်းနောက်ကြီးကိုတောက်တောက်နဲ့လေးလေးဖိဖိထောက်လိုက်ရင်ဥပရှင်ရောက်လာပါတယ်။အဆင်ပြေရဲ့လားလို့ဝိုင်းမိကြတော့တန်ချိုင်းထောက်ကြီးကကြုတ်ချီတော့တပတ်ပြန်ပေါက်ချင်လာတယ်ဗျာဆိုပြီး ပြန်ဖြေပါတယ်။အဖိုးကြီးတွေကသူ့စကားကိုနားလည်သလိုရှိပေမဲ့အဟုတ်နားလည်ရတော့လေဟုတ်ချင်မှဟုတ်ပါမယ်။ ။တကြံရက်တွေကနီးလာပြီးမို့ကျောင်းမေကတချမ်းမဲ့အိမ်တွေဟာမျက်နှာစာလာအောင်ပြန်ပြင်နေကြပါပြီ။ဥပရှင်အိမ်ကတော့အခုတည်းအမြင်မကောင်းသေးပါဘူး။ဒီရက်ပိုင်းအတွင်းမှာမြေဝဲစားကခဏခဏလာပြီးဒီမြေကွက်ကိုရောင်းပြဖို့ပြောပါတယ်။အဘတတစားမကုန်ပါဘူးလို့မြေပွဲစားပြောတော့ငါမြည်တွေတတအထိစားလောက်တလားလို့ဥပရှင်ပြန်မိပါတယ်။မြေဝဲစားကတော့ကျုံပိလန်းဆိုတာအချက်အချာကြတာမို့တိုက်အင်ကြီးတွေစောက်ခိုင်းမှဖြစ်တဲ့အကြောင်း အဖအနေနဲ့ဒီလိုစဖို့တတ်နိုင်မှာမဟုတ်တဲ့အကြောင်းကျုံမိကဒီမြေကွက်ချင်းချင်းကလေးကိုဈေးကောင်းကောင်းနဲ့ရောင်းပြီးမြို့တစ်ဘက်မှာဝင်းကြကြဲနဲ့ပြောင်းနေဖို့တင်ကြောင်းလှန့်လုံးတွေဆွဲစကားတွေနဲ့ပြောပါတယ်သူစကားထဲမှာဟုတ်တာတွေလည်းပါတလို့ပါတာမို့နောက်ဆုံးမှာရောင်းမယ်လို့ဥပရှင်ကခေါင်းညှိလိုက်ပါတော့တယ်အိမ်မြေအယောင်းဝယ်ဖြစ်ပြီးမြေစင်းဌာနကြောက်စာလိုက်ကမြေပုံမှာဥပရှင်ကဥကျင်ဝမ်းလို့အမည်ပြမှုသဘောတူလက်မှတ်ထိုးပေးခဲ့တဲ့ညကလည်း တန်ချိုင်းထောက်ကြီးရေစစ်ကန်ကို အလာနောက်ကြတာပါပဲအဖိုးကြီးတော့ရောက်ကသူတို့ရဲဘော်ကြီးဥပရှင်ကိုမျှော်နေကြပါတယ်ဥပရှင်တယောက်မြပြင်ကျုံးမိကနဲ့အောင်ပင်လေကံယူကမြို့တစ်ဘက်ကိုမကြခင်ပြောင်းသွားတော့မှမို့ခွဲခွာကြရမယ့်အတွက်စိတ်မကောင်းဖြစ်နေကြပါတယ်မနစ်ကနှစ်တော်လာမှာကိုအောင်ဘရော့သွားတယ်ဒီနေ့တကူးလာမှာကိုဘရှင်ရော့ပြန်ပြီနောက်နေ့နှစ်ကူးတဲ့တကူးမှာရော တို့တော့ရအခုလိုဆုံဆုံကြီးမှရှိပါတော့မလားလို့အဖိုးကြီးတယောက်ကပူပပန်ပြောတော့ဆရာကြီးဦးမြကဘာဖြစ်လို့အနေအဆတရားတွေကိုနေဆဖြစ်ချင်ရလဲကျုပ်တို့တော့ရဆုံဆုံကြီးရှိချင်လဲရှိမယ်ရှိချင်မှလည်းရှိမယ်ကျုပ်တို့အခုထိုင်နေကြတဲ့ရေစစ်က ကလေးတော်မှနောက်နှစ်မှရှိနေအောင်မယ်လို့ခမရအတက်ပြောနိုင်လို့လားအဖိုးကြီးတွေလည်းတွေ့သွားပါတယ်ဒီအချိန်မှာတောက်တောက်တောင်းနဲ့ဥပရှင်ရဲ့ ဥပရှင်ရဲ့ဂျိုင်းထောက်ခြေတန်းခက်လေးလေးဟာရေစစ်ကံကလေးစီတရွေ့ရောက်လာပါတယ်။ဂျိုင်းထောက်ကြီးနဲ့ဥပရှင်ရေစစ်ကံပေါ်မှာထိုင်မိတဲ့အထိဘယ်အဖိုးကြီးကမှစကားစမပြောပါဘူး။အားလုံးငြိမ်လို့တိတ်လို့ဥပရှင်ကလည်းအဆက်ဆက်မရှိတဲ့စကားကိုပြောလိုက်ပါတယ်။မြေစင်းမြေပုံထဲမှာကျုပ်မျိုးဘာရှင်ကကျင်ဝမ်းလို့ပြောင်းပေးလိုက်ပြီ။ကျုပ်ကျုပ်ခြေတော်တစ်ဖက်ကိုပဲနှမျောလာတဲ့ဗျာတဲ့။ ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့ဇလန်လေးကတော့စာရေးဆရာကျော်ရင်မြင့်ရေးသားထားတဲ့ခြေတော်တစ်ဖက်ဆိုတဲ့ဇလန်လေးရဲ့အစာဆုံးတင်ဆက်ပေးခဲ့တာဖြစ်ပါရဲ့ရှင်ဇလန်လေးကိုနားဆင်ပြီးပြီဆိုတော့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့လည်းမမေ့ကြပါနဲ့နော်နောက်နေ့တွေမှာလည်းဘယ်လိုဇလန်လေးတွေကိုတင်ဆက်ပေးမလဲဆိုတာစောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်နော်နားဆင်အားပေးကြတဲ့ပရိသတ်များအားလုံးကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်